ဟုတ်ပါခင်ဗျာကျွန်တော်ကတော့စွဲသစ်ပါ TVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်ရခိုင်ပြည်နယ်စစ်တွေမြို့မှာရခိုင်ကနမဲကြီးအစိုးရအနေနဲ့တစောင်းနိုင်ပွဲကိုကျင်းပသွားမယ်လို့ရခိုင်ပြည်နယ်စစ်ကောင်စီအစိုးရဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဦးလာသိန်းကသူ့ရဲ့လူမှုကွန်ရက်ကနေထုတ်ပြန်ပါတယ်နွေဘာလ၄ရက်နေ့မှာကြာောက်တဲ့တစောင်းနိုင်ပွဲမှာဦးမောင်သိန်းကိုမျက်ခိုင်ကျော်နဲ့ကိုခိုင်ကျော်လင်းတို့ဦးဆောင်တဲ့ရခိုင်အစိုးရအနေနဲ့ကျင်းပသွားမယ်လို့ဦးလာသိန်းကဆိုပါတယ် ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေပြင်းထန်နေပြီးအမျိုးသားရေးစိတ်ဓာတ်အမြင့်ဆုံးရရှိနေချိန်စစ်ကောင်စီကျင်းပတဲ့ပွဲမှာတချင်းတိဆိုသူတွေဟာသူတို့ရည်တည်တဲ့ဘက်ကိုပေါ်ပေါ်ထင်ထင်ပြသလိုက်တာလို့စစ်တွေမျိုးကံအမျိုးသားတယောက်ကပြောပါရယ်စစ်ကောင်စီကျင်းပမဲ့ stage show မှာတိဆိုကြမဲ့သူတွေဟာအရင်ကတည်းကစစ်ကောင်စီတန်တဲ့နှိဆက်သူတွေဖြစ်ပြီးစစ်ကောင်စီကျင်းပတဲ့ပွဲတိုင်းမှာတိဆိုကြသူတွေဖြစ်ကြတယ်လို့ရခိုင်ဆိုတော့အတိုင်ဝန်ကပြောဆိုကြပါရယ်စစ်ကောင်စီကတစားမုံလာပြင်းနေမှာဆွန်းဆန့်စိန်လောင်းပွဲကိုလည်းပြုလုပ်သွားမယ်လို့ဦးလာတိန်ကပြောဆိုထားပါရယ်ခင်ဗျာ ဖြောဖြောပွဲစင်မြန်းထက်ကနေပြည်သက်တွေကိုပြောခဲ့တဲ့စကားတွေကြောင့်အဆိုတော် J Fire ဝေဖန်ခံရပါတယ်။သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားချက်အရ AR Retain ကဖြောဖြောပွဲတစ်ခုရဲ့စင်မြန်းထက်မှာပြည်သက်ကိုပြောခဲ့တဲ့စကားတွေကြောင့်ဝေဖန်ခံရတာဖြစ်ပြီးသူ့တချင်တွေကိုချစ်တဲ့ပြည်သက်တွေကပါလူမှုရေးပြစ်ဒဏ်တွေခတ်ဖို့တိုက်တွန်းနေကြပါတယ်။နိုဝင်ဘာလတရနေ့ကပြန့်နှံ့လာခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့အဆိုတော် J Fire ကခေပြက်ကာလမှာအမှုပညာသမားတယောက်အနေနဲ့မိဘနဲ့ပြည်သက်ကိုဘယ်လိုဆောက်ရှောက်ရမယ်ဆိုတာကိုသိချင် မိမိကိုယ်ကိုမထိခိုက်အောင်နေပါစသဖြင့်ပြောဆိုခဲ့တာဖြစ်ပါတယ်။နိုင်ငံကျော်ဆိုတော့တယောက်အနေနဲ့ဖြောပြပွဲဆင်မြင်းထက်မှာအခုလိုပြောဆိုတာဟာပြည်သူတွေနေစဉ်ရင်ဆိုင်နေရတဲ့အခက်အခဲတွေကြုံနေရတဲ့ဒုက္ခတွေကိုလိလူရှုပြီးပြည်သူကိုစိန်ခေါ်နေတာလို့စစ်တပ်ကိုထောက်ကူပြုနေတဲ့အမှုပညာရှင်တွေကိုလူမှုရေးပြစ်ဒဏ်ခတ်ဖို့တိုက်တွန်းနှိုးဆော်နေတဲ့ FNCC ဘာမာ Fact Check Community ကပြောပါတယ်။အဆိုတော် J-Fire ကိုလူမှုရေးပြစ်ဒဏ်ခတ်ဖို့ FNCC ဘာမာကထပ်မံတိုက်တွန်းထားပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလကုန်အထိအာဏာသိမ်းစစ်တပ်ကိုလူမှုပုံရိပ်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လှန်ရေးဖွဲ့စည်းတွေကိုထောက်ခံမှုကြောင့်ဖမ်းဆီးခံရသူပေါင်း1993ဦးထိရှိကြောင်းသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for မြန်မာကထုတ်ပြန်လာပါတယ်။ဖန်စီခံရသူတွေထဲမှာရန်ကုန်မန္တလေးပဲခူးအေရဝတီမကွင်းနဲ့ရှမ်းပြည်နယ်တို့ကအများဆုံးဖြစ်ပြီးစုစုပေါင်း1583ဦးထိရှိခဲ့တယ်လို့ဒီကနေ့အနွေပါလ3ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒါအပြင်စစ်အုပ်စုကရွေးကောက်ပွဲအကာအကွယ်ပေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်အဖမ်းခံရသူ25ဦးအနက်10ဦးကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကဖမ်းဆီးခံရတာဖြစ်ပါတယ်။အောက်တိုဘာလ26ရက်နေ့အထိရွေးကောက်ပွဲအကာအကွယ်ပေးဥပဒေအရအရေးယူခံရတဲ့အမှု40မှာအရေးယူခံရသူ88ဦးအထိရှိကြောင်းအာဏာသိမ်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ တနေ့တစ်ချိန်စီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်လေးရှိတဲ့သတင်းကြုတ်ရေးကြော်ပွဲစစ်ကိုဒီနေ့မှာတော့တစောင်းနိုင်မှာထပ်မံပြုလုပ်ဖို့စေခိုင်းထားပေမဲ့ရာသီဥတုကြောင့်ရောပွဲတော်တွေအပြိုင်ဖြစ်နေတာကြောင့်စီကားမှုမရှိကြောင်းဒေသခံတွေစီကားနေသိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်ကိုပွဲတော်တွေနဲ့စီကားအောင်ပြုလုပ်နေတဲ့စစ်ကောင်စီဟာရေကြောပွဲစည်းကိုဒုတိယအကြိမ်ထပ်မံပြုလုပ်ဖို့ညွှန်ကြားထားတာကြောင့် ဒေသခံတွေကဆိတ်ရှုပ်နေကြရပြီးရာသီဥတုနဲ့ပွဲတော်နေရာတွေအတော်များများမှာတပြိုင်တည်းပြုလုပ်နေတာတွေကြောင့်စီကောင်းမှုမရှိဘူးလို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်။ပုံမှန်သတင်းကြုတ်ပွဲတော်အတွက်ရေကြော်ပွဲစီကိုအော်တိုဘာလာတွေမှာပြုလုပ်လေးရှိပေမယ့်အခုနှစ်မှာတော့တစောင်းနိုင်ပွဲတော်အတွက်ပါနိုဝင်ဘာလတရက်ကနေ9ရက်နေ့အထိပြုလုပ်ဖို့ညွှန်ကြားထားတာဖြစ်ပေမယ့်လာရောက်လည်ပတ်သူသိမ့်မရှိကြောင်းနဲ့စင်မြင့်ဖြော်ပြပွဲတွေလည်းအခုချိန်ထိပြင်ဆင်ထားတာမတွေ့ရကြောင်း ပဇွန်တောင်မြို့နယ်နေပြည်သူတယောက်ကပြောပါရယ်။ဒေသခံရဲ့လုံခြုံရေးအရ TVB သတင်းတော့ကကိုစားပြောပြပေးထားပါရယ်။သတင်းကျလို့မရှိဘူး။ဆိုင်ကလည်းနှဲတယ်။ပြီးကြမြို့နယ်တိုင်းလိုလိုပွဲစည်းလုပ်နေတာ။ကြောင်မြောင်းဘက်လည်းပွဲစည်းရှိရဲကြားတယ်။ဒေသခံတွေပြောရဲဆိုတာဘာလို့လဲဆိုဈေးတဲ့တွေလာရင် ပြီးတော့အမိုက်ပွားတာတွေအိမ်သာမလုပ်ပြီးတော့တိုက်ခန်းတွေရှိညစ်ပတ်တယ်လို့ညော်နဲ့နေနားကြီးတာတွေအစုံပဲ။ဒီတခါတော့လူမရှိတာရဲ့ဆိုင်ကနှဲတာရဲ့ကြောင့်နားသိမ့်မကြီးဘူးရဲ့။ လူသိမသိတာလဲပါမယ်ထင်တယ်။ခုနောက်ပိုင်းလုပ်တဲ့ပွဲစည်းတွေကတခြားမြို့နယ်ကလာကြတာများတယ်။ရေကျော်ပစွန်တော်ကလူတွေကမုတ်ဝဲယုံမဲဆင်းကြတာမတော်ကြဘူး။နေရနေကစတိတ်စင်နဲ့ဖြောပြေးရှိတယ်လို့ကြေညာထားပေမဲ့ခုရီရထားတန်လန်းဘက်မှာဘာစင်မမလုပ်ထားဘူး။တင်းကျုပ်ပွဲတော်ရက်တွေမှာဆိုရေကျော်လမ်းမကြီးနဲ့ပစွန်တော်လမ်းတစ်လျှောက်လုံးစီကားတက်တဲ့ပွဲတော်ဈေးတန်းဟာ အခုမှတော့ရေကျော်စီတီမတ်ကနေမောင်ရီကဖေးနဲ့ဗိုတရာအမှတ်၃ချောင်းအထိဆိုင်ငန်းအနည်းငယ်ပဲဖွင့်လှစ်ထားရှိတယ်လို့လည်းသိရပါဗျ။ဒါအပြင်တစောင်းတိုင်းပွဲတော်အနေနဲ့မြို့နယ်အနှံ့ပြားမှာပွဲတော်တွေပွဲစည်းတွေအပြိုင်ပြုလုပ်နေတာဖြစ်လို့အခုလိုမစီကားတာဖြစ်တယ်လို့မြို့ခန့်တယောက်ကလည်းပြောပါဗျ။ဒီနေ့တည်းကအပြင်းအင်းရုံနေတာလေကြတော့သူတို့တို့ကကြတော့အဆင်ပြေပြီးပြရတယ်ဒီအရင်အတန်ကြီးရဲ့နောက်ကပွဲစည်းရာဒီလာရောင်းတဲ့ဒီလေးတွေပြန်သွားတော့ နစ်ပတ်တယ်ပြီးတော့အဲ့ဒီကားလေးဖိတ်ပြေတော်တော်လေးကိုဟိုမေကုန်းထုတ်ကြရဖြစ်တယ်။စီစီကျွန်တော်လုပ်တယ်ဆိုမစီရဲနဲ့အဲဖြစ်တာလည်းနည်းနည်းတော့ပြောစရာဖြစ်တာပေါ့နော်။လူတွေမြင်တယ်စီစီနဲ့လူတွေအတူကဘလို့တွေးလဲလို့မြင်ဒီတစ်ချိန်ကမှနမ်မလို့ပွဲစီရလဲရောက်နေတယ်နမ်မလို့ပွဲစီတော့ရငုံမြင့်နေနေပြီးပေါ့ပွဲစီရှိလို့ဒီအပြန်လို့တဲ့ခါကျတော့လည်းအစီအမံလေပွဲလမ်းမပွဲရမှာမိသားအားထားပြီးတော့ဒီမှာပြည်ပြည်ရေကျော်ဈေးပွဲတော်နဲ့ပျော်ပွဲရှင်ပွဲတွေကို ိုဗစ်ကာလကလေးကရပ်နားထားခဲ့တာဖြစ်ပြီး2024ခုနှစ်နိုဝင်ဘာလမှာပြန်လည်ကျင်းပပြုလုပ်ခွင့်ပေးခဲ့ရမှာလာရောက်လည်ပတ်သူများပြားတဲ့ပွဲတော်တွေကတခုလည်းဖြစ်ပါတယ်။ကျမဝေပါ။ TVB ရုပ်မြင်သံကြားနောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်တော်ကတော့ဇွဲသစ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။